အယောင်ကိုဦးစားပေးရေးဆွဲထားတဲ့စိတ်ကူးပကြီးကားတွေကို acrylic ဆေးရည်ပကြီးမျိုးစားတစ်မျိုးနဲ့ရေးဆွဲခဲ့တာဖြစ်ပါတယ်။ကားပေါင်း28ကားပြတ်တာထားပြီးတော့အရွယ်စားပုံမူတည်ပြီးဈေးနှုန်းတည်တည်တတ်မှတ်ရောင်းချနေပါတယ်။စိတ်ကူးနဲ့ရေးဆွဲတဲ့ပကြီးကားဆိုပေမဲ့လူတိုင်းကိုပကြီးရေးဆွဲတတ်စေခြင်းတလို့ပကြီးကိုခံစားတတ်စေခြင်းနဲ့လို့ဒေါ်ဂျူဂျူကပြောပါတယ်။ ကျမရဲ့ပဲဒီကားနဲ့အားလုံးစိတ်ကူးနဲ့ဆွဲထားတဲ့ဖြစ်တဲ့အတွက်ကြောင့်မို့ရှင်ပဲပြထားတာပါကျမတော့ပကြီးရတော့အားလုံးခံစားတတ်စေချင်တာပေါ့နော်ပြီးလို့ရှိရင်ဆွဲလဲဆွဲတတ်စေချင်ပါနဲ့ပကြီးစီယာရဲ့စိတ်ခံစားချက်နဲ့တင်ပြထားတဲ့ the emotions ရဲ့အကြောင်းတွေကိုသိမခံစားတတ်ပေမဲ့ခေရည်စည်းကြောင်းလိုက်ပကြီးပြပွဲတွေကိုတွားရောက်လေ့လာတယ်လို့ကိုသိမ်းမျိုးနိုင်ကပြောပါတယ်ပကြီးစီယာက the emotion ကိုသူ့ရဲ့စိတ်ကူးတိုင်းသူရေးဆွဲထားတယ် ဒါပေမဲ့ကျွန်တော်လည်းကျွန်တော်ကြည့်တဲ့လူတယောက်အနေနဲ့သူပါအောင်ရေးစင်းထားလဲဆိုတော့ကျွန်တော်ကိုယ်ပိုင်စိတ်ထဲခံစားချက်လိုလိုလဲလဲတွေးလို့ရတယ်ဒီရဲ့ emotion ပုံကြီးတိုင်းမှာပေါ့သူခံစားချက်လေးပေါ်ပြချက်လေးကကျွန်တော်ညီနေမှာလဲဒါကြရရင်အော်မီရဲ့ဒါကြရရင်ပီတီဖြစ်မိရဲ့ကိုတွင်းနဲ့ကိုနိုင်ရှင်ကြီးကြည့်လို့ရတဲ့ပုံစံကိုကျွန်တော်မြင်တယ်ကျွန်တော်ရဲ့ရေတော့ပုံလေးကိုလည်းခံရစေတယ်ကျွန်တော်မတွေးဘူးတဲ့အရာလေးကိုလည်း ဖြစ်ပေါ်စေရမှာအယောင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အလောက်ကြီးခံစားမှုတော့မရှိဘူးဟုတ်ပြည်စီအမတော်ဂျူဂျူဟာ group show ပေါင်း40ကျော်မှာပါဝင်ပြသခဲ့ပူပါတယ်။ DVG ပြပွဲကတော့ November 14ရက်နေ့ကစပြီးတော့၄ရက်ကြာပြသနေတာလည်းဖြစ်ပါတယ်။ပကြီးပညာကိုလေ့လာနေတဲ့ဖုံးမြောင်ကလည်းပထမဆုံးချိန် DVG ပြပွဲကိုလာရောက်လေ့လာခဲ့ပါတယ်။ပကြီးရဲ့အမှုပညာနဲ့နည်းမှုတွေကိုခံစားရလို့စိတ်လွတ်လပ်မှုကိုပေးစွမ်းနိုင်တယ်လို့လည်းခုလိုပြောပါတယ်။ ကိုပြောင်းဝဲရတော့ကျွန်တော်ပထမဆုံးလာကြည့်ခြင်းဖြစ်ပါလေအမှုပညာတော့လည်းလဲတာပေါ့နော်ဘယ်လိုမျိုးခံစားမှုပြည်လဲတော့ကြကြီးအားကြီးခြင်းအပြင်တော့စိတ်လွတ်လပ်စိတ်လွတ်လပ်မှုတော့ပထမဆုံးတော့ရတာပေါ့အဲ့ဒါလည်းခုနပြောခဲ့တဲ့အတိုင်းပဲပေါ့ကိုယ်မှာခွင့်ရရလို့ရှိရင်တော့ခွင့်ရလို့ကိုယ်တိုင်လုပ်ရပါလို့ဖြစ်ပါလေခွင့်ရလို့ရှိရင်တော့စသီအောင်လို့ကြိုးစားပါပါ